ပါရမီဆိုတဲ့စကလုံးရဲ့အသေးပဲကိုအရင်စပ်ပြီးတော့မှတ်သားကြည့်ရနော်ပါရမီဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကျမ်းဂန်တွေမှာမျိုးမျိုးအသေးပဲဖွင့်ဆိုထားရတဲ့ပေါ့အဲ့ဒီမျိုးမျိုးအသေးပဲဖွင့်ဆိုထားတာတွေတဲကနော်အဓိကကြတဲ့အသေးပဲဖွင့်ဆိုချက်ကလေးနှစ်ခုလောက်ပေးသက်ပေါင်းတရောတို့မှတ်သားကြည့်ရမယ်ပရမဏံကမ္မံပါရမီတဲ့ပထမအသေးပဲဖွင့်ပြတာလေး ပရမဏံမြင့်မြတ်သော ပုဂ္ဂိုလ်တို့ရဲ့ကာမံအလုကိစ္စပါရမီမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့လုပ်ငန်းကိစ္စမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ကြတဲ့အလုကိုဒါပါရမီလို့ဒီလိုရိုးရိုးလေးနားလည်ရမယ်။တနည်းအားဖြင့်မြင့်မြတ်သောပုဂ္ဂိုလ်တို့သာလည်းလုပ်နိုင်တဲ့အလုတွေပေါ့။ဟောဒီလုတွေကိုလုပ်ပြီဆိုရင်လည်းပဲဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့လည်းပဲသိနိုင်တယ်ပေါ့။ မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလည်းပဲဒီအလုပ်တွေကိုလုပ်နိုင်တယ်ဆိုတဲ့အတိပ္ပယ်ကိုမသိရဘူးလားသိရတယ်အဲ့ဒါပါရမီဆိုတာဘာလဲလို့မေးရင်ဒီစကရလေးကိုအထောက်အထားပြုပြီးတော့ပါရမီဆိုတာမြင့်မြတ်သောပုဂ္ဂိုလ်ရဲ့လုပ်ငန်းလုပ်ကြတဲ့လုပ်ငန်းကိစ္စဒီနေ့အဖြစ်မြင့်မြတ်တဲ့လုပ်ငန်းဒါပါရမီပေါ့နောက်အတိပ္ပယ်ဖွင့်ဆိုတာလေးတစ်ခုကပါရဏိဗ္ဗာန်အယံတိကိစ္ဆန္တိဧတဟိတိပါရမီရောတဲ့ နော်ပါရဏိဗ္ဗာန်အယန္တိကိစ္ဆန္တိတဖက်ကန်တိဟူသောနိဗ္ဗာန်ကိုရောက်တယ်လို့ပို့တယ်လို့အဲ့ဒါကိုပါရမီလို့လည်းခေါ်တယ်တဲ့နော်နိဗ္ဗာန်ဆိုတာကိုဒီနေရာမှာသူကတဖက်ကန်လို့ပြောတယ်နော်တက္ကာယလို့ဆိုရဲသင်္ချာဖြစ်ပေါ်နေတဲ့ဒီယုံနံဓမ္မတဘာဝတရားတွေကတော့စင်ရဒုက္ခတိဟူသောဒီဘက်ကန်ပေါ့ဒီဘက်ကန်ကိုကြော်လာနိုင်မှဟိုဘက်ကန်ဆိုတာကိုရောက်မယ်ပေါ့ အဲ့တော့ဟောဘကံဆိုတာဒီနေ့မှာဘာကိုပြောတာတော့ဆိုတော့နိဗ္ဗာန်ကိုပြောတာအဲ့နိဗ္ဗာန်ကိုပါရဒုက္ခတွေရဲ့ဟောဘကံပေါ့အဲ့ဒီဒုက္ခတွေရဲ့ဟောဘကံကိုရောက်အောင်ပို့တယ်လို့မို့အဲ့ဒီလုပ်ငန်းတွေကိုပါရမီလို့လည်းခေါ်တယ်တဲ့ဆိုလိုတာကဒီကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်စင်ရည်တဲ့ဒီဘကံကနေလွန်မြောက်ပြီးတော့ချမ်းသာတဲ့ချမ်းသာမှဖြစ်တဲ့နိဗ္ဗာန်တည်းဟူသောဟောဘကံကိုရောက်သွားနိုင်တယ်အဲ့ကြောင့်ပါရမီရဲ့အတိတ်ပဲကိုအဲ့လိုလေးပဲ मजा आया मेरे